အခန်း20ထိုခစ်ဆိုဝဲယူမောင်ပြောခဲ့တဲ့အတိုင်းပဲရဲဘော်ပြူများသည်ဇူလိုင်လမကုန်မီပင်လက်နက်ကင်တောင်းကြန်ကြ၏ရဲဘော်ပြူများ၏လက်ဝဲအစိုးရကထုတ်ပေးထားသောလက်နက်များအမြောက်အများရှိနေသောကြောင့်သူတို့သည် ပတ်သိမ်းမအိုပဲဟန်တာဝရီပြည်နှင့် ပကိုးခရိုင်များ၌ပွဲဥထွက်တွင် အကြီးအကျယ် အောင်ပွဲများရကြ၏ မြို့ငယ်ရွာငယ်များလားစွာကို တိမ့်ပိုက်ကြပြီးစင်ပြန်အုပ်ချုပ်ရေးအဖွဲ့များတည်ထောင်ကြ၏အစိုးရငွေတိုက်များမှငွေများနှင့်ပြည်သူထောက်ပံ့ရေးပစ္စည်းများကိုတိမ့်ယူအပိုင်စီ အပြောက်ရှင်းကြ၏ဩဂတ်လဆန်၁၈ရက်နေ့တွင်မူမင်္ဂလာတုံတွင်တက်ချထားသည့်တနက်ကင်တရင်သုံးနှင့်တရမျိုးတွင်တက်ချထားသည့်တနက်ကင်တရင်တစ်တို့သည်လည်းအစိုးရကိုတစ္ဆာဖောက်၍ တော်ခိုသွားကြပြန်လေ၏အိမ်မဲမအိုပဲတထုံဘတ်စီမှာလဲ KNDO များထကြွပုံကံကမြို့များတင်ကြငွေတိုင်းများဖောက်ကြမြို့လုံးကျွတ်ကြများတိုက်ကြနှင့်တောင်းချမ်းကျင်တိုင်းတောင်းချမ်းကြကုန်၏တော်ခိုသွားသောစစ်တပ်နှစ်တပ်သည်တာယာရီခရိုင်၌ ပူပေါင်းကြပြီးရန်ကုန်ဘက်သို့ဆင်းလာကြတဲ့တို့ရရဲတာယာရီမြို့အထက်ကျုံးကလေးချောင်းတွင် အစိုးရ၏လက်နက်ကင်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပြီးပြည်ပတ်သို့ပြန်လည်ဆုတ်ခွာပြေးကြရ၏ထူးဆန်းသည့်မှာဆိုးရွားတော်ဤရက်များအတွင်ရန်ကုန်မြို့တော်သည် အထူးတလဲ6666မှဖြစ် လူတို့သည် လုံမြဲကင်မြဲအလုံများကိုအိမ်တွင်မပြတ်လောက်ကင်နေကြသည်ရုပ်ရှင်များက ဖွင့်မြဲဖွင့်သည် ပြဆက်ယုံများကကမြဲကတဲ့လူလဲစီမြဲစီနေဤတက္ကသိုလ်နယ်မြေများသည်လည်းမတုံလို့တက္ကသိုလ်နယ်မြေနှင့်ဆက်လျက်ရှိသော ကမာရွတ်ဘူဒာယုံအနည်းတွင်တညာ၌အကြီးအကျယ်ဓမြတိုက်မှုကြီးဖြစ်ပွားသည်တိခတ်သောကြည်စံတို့သည်တက္ခိုင်တို့ဤပြည်ပြောင်းဆောင်ကိုပင်လာမှန်ကြ၏ ဓမြတိုက်တယ်လို့တပုံဝင်စည်းတယ်လို့ညီသူမျှမသိကြတို့ရရင်အဆောင်သားအားလုံးပင်ကျောင်းဆောင်ပေါ်မှတပြော်တပါဆင်းကြပြီးတပည့်အောင်များ၌အကာအကွယ်ယူထိုင်ကြတဲ့မောင်ရှိန်ကမူသူ့တရောကိုယူပြစ်အောင်ယူခဲ့ပြီးတကောင်းကျောင်းဆောင်ရှိရှိမယမ်းပင်ကြီးတပင်ကိုကြကြနှနှမိထိုင်လျက်ထိုခေတ်ကကျောင်းသားများအသေးဆွဲတခြင်းဖြစ်သောဖုံးနစ်ဆက်လွမ်းကိုတီအီမတီးမီမေးသိဤ ဟဲ့ကောင်တွေဖုံးနစ်ဆက်လွမ်းကဘာလဲသိလားတင်မောင်ဆိုးကမင်းနှမကိုပေါ့ဟုတငယ်ချင်းကောင်းပီသားစွာရင်ရင်ကြေးကြေးဖြည့်၏ရှီငါအကောင်းပြောမလို့ဟာဈာဖြစ်တရောမထိုးတော့ဘူးအေးပါကွာလူလေးကမလာရတဲ့အထဲစိတ်ဆိုးပြမနေစမ်းပါနဲ့ပြောပါပြောပါ အမိတ်ရှိပါ မောင်ရှိန်ကအဟိဟုတစ်ချက်ကြီးလိုက်ပြီးပြော၏ငါပစင်းတက်ရတော့ကနံပါတ်1ရီးစားနဲ့လဲကြိုက်စကွာငါအဖွဲကဥယေဝရာတဲ့ ဖုံဖုံဥယေဝရတို့နေတိုင်းဆက်ပြေးဘာရမ်းတယ်လဲသိလားမင်းရေစာကိုပဲဖြစ်မှာပေါ့ကွာဟုတ်အေးဝင်းကဖြေသေးမောင်ရှင်ကကောင်းခါဤမဟုတ်ဘူးမနဲ့တိုင်းငားမေရွက်ရွက်ယူလာတဲ့စွန်းအုပ်ကြီးကို မောင်ရှင်သည်ဤသို့ရွတ်လိုက်ပြီးမှတယောကိုစတဲ့ဤအနုပညာပါရမီသည်မြည်သို့လှိတ်စာလွဲ၍မောင်ရှင်ထံရောက်နေသည်မသိဤတတဝါသည်လွမ်းတက်ဆွေးတက်ရန်ဝေးစွာ ်ဆွေမျိုးအရင်းတည်တည်တိုင်အောင်မျက်နှာညှိုးမပြတတ်တဲ့ကောင်မျိုးဖြစ်တဲ့တို့ရရဲတယောတီးလည်းရဲ့အလွမ်းတချင်းကိုသာတီးတတ်ဤသူတီးလည်းရဲ့ဘေးလူတို့မျက်ရည်ဆိုကြရသည်တည်းသူကမူစက်ဖြဲဖြဲပင်တည်းမောင်ရှိန်တယောစတီးတော့အခါတခိုင်တို့အားလုံးဝိုင်းဆိုကြ၏ချစ်သူညာဦးနဲ့ရဲ့ငကိုတူတွေ့ဆုံကြဖို့ချင်းဆိုကြတဲ့အခါမဲ တကယ်မြစ်တာချလို့မိုးတာတွေမြူတွေးဝေတောင်တွေ့ဖို့ရာမောင်ကြံခဲ့တယ်မောင်ကိုသာခင်ရဲ့တနာတင့်มาတယ်ချစ်စိတ်တွေတားဆီးမနိုင်လို့ဇိုအတင်းပဲဂျိုးကตาရဲ့တချစ်တဲချစ်လာတယ်နွမ်းဟီကခွေပြော့လို့မေလေးတွတ်တာဖြစ်တရားတွေပိုတယ်ချစ်ပမဲမောင်တက်လေဖုံးနစ်ဆက်တကယ်လွမ်းရပြီကွယ် ။နောက်တစ်ပိုင်းမှာမူတန်ပြိုင်အပုတ်ဖြစ်၏ကာလာသားတို့၏အသည်းဆွဲသောစာသားများပါ၏။ယနေ့တိုင်မမေ့နိုင်မာတော့တယ်နှမသေးကလေးရဲ့လက်ဆုံးရှခိုးတဲ့ဆက်ဆက်ငယ်တော်ဖြက်ဖြက်ကဲခေါင်ဟိုနှစ်ညမဲရုံးမဖဲနိုင်လို့ဖုံးနှစ်ဆက်ခင်ကိုသာပင်လွမ်းအောင်ဖန်တော့တယ်နောက်ဆုံးအပိုက်မူကအလွမ်းပိုက်စစ်စစ်ဖြစ်၏ အသက်ဆွဲအတွေ့နဲ့ချစ်မိတာတွေရဲ့ချစ်တောင်းခင်တော့ဖုန်းနဲ့ဇလွမ်းရတဲ့ငကိုမူဟန်ကလေးပွေလို့ထားမယ်။တင်တီးရင်နဲ့ချစ်ဖို့သာမောင်းကြံခဲ့တဲ့ချစ်လွန်းလွန်းလို့နေစင်မာကွယ်ကြိုက်လွန်းလှလို့ညစင်မာကွယ်ဖုံးမောင်းတထရတဲ့ဘွားရတဲ့อืม တက်နိုင်မပေကိုရောင်သားရဲ့မြင်းစမ်းခြင်းနဲ့လာနိုင်ရှာသူကလေးရဲ့အိုးတင်တရေနဲ့မြင်သေးရတော့တယ်ဇင်နာကမောင်ကိုစေတနာကွယ်တခိုင်တို့အားလုံးတံပြန်အပိုက်ကိုပြန်လဲတီးဆိုးနေချိန်တွင်ကျောင်းဆောင်ရှိလမ်းပေါ်၌လူလေးဦးပေါ်လာကြ၏သူတို့လက်တွဲ၌ဝရင်တို့များကင်ဆောင်လာကြ၏ကြည်စံတို့သည် မင်းနဝခန့်သာခြား၍ပြန်တန်းလာနေကြ၏သူတို့လေးယောက်သည်ကြည်စံများကို တိုင်းနှစ်ရှောင်းကွင်း၍ဒုတ်နှစ်ပြန်ရိုက်နိုင်သည်ဟုလဲထင်ကြသလားမသိမမမမအေးအေးလှလှရှောက်လာနေကြ၏ထိုလေးဦးကကိုလေးမကိုစောလွင်ကိုလှဖင်နှင့်ကိုမြင့်တောင်းတို့ဖြစ်ကြ၏တက်ခိုင်တို့အတိုက်ကိုမြင်သောအခါကိုလေးမောင်ကလမ်းအော်သည်ဟဲ့လူကိုရှင်ကြီးအရေးတဲ့တရောတီးနေရသလားမောင်ရှင်ကတရောကိုရက်လိုက်ပြီးအော်ဖြေ၏ ။ဘရစတည်သွားရဲ့ကိုဆိုင်နဲ့ကိုပါသွားအောင်စူးစမ်းနေတာကိုလေးရဲ့။ကိုလေးမလို့အတိုက်ကရီမောပြီးဆက်ထွက်သွားကြ၏။မောင်ရှိန်သည်တရောဆံမထိုးတော့ပဲအကြံပေး၏။ဟဲ့ကောင်တွေပြစ်တန်ခတ်တန်တွေရက်သွားရဲ့။မိန်းကလေးကြောင့်ဆောင်ရှိသွားတရောထိုးကြရအောင်။ကျန်တငယ်ချင်းများကစိန်လိုက်ဟုအော်ကြသည်ယူမောင်ကသာကန့်ကွက်၏တပုံတွင်နဲ့တွေ့သွားရင်ဘာနဲ့လုံးမလဲတေမောင်ဆိုးကယူမောင်ကိုဆဲသည်မင်းမလဲအားရင်တပုံတွေကိုပဲအထင်ကြီးနေတယ် မင်းအဖေတပုံတွေကကျုံးကလေးမှာဟိုဟာစုပ်ပြီးပြေးပြီးအေးတပုံနဲ့တွေ့တော့လဲမင်းကထိတ်ကနေထိုင်ပြီးရှစ်ခိုးပြလိုက်ပေါ့မဟုတ်ဘူးလားမင်းအဖတွေကတော့တိတ်အရှစ်ခိုးခံခြင်းနဲ့တေချင်းစိုးကောင်းတေချင်းစိုးမြတ်တွေနဲ့တူပါတယ်ယူမောင်တီဒေါသတကြီးနဲ့နေရာမှာထားတယ်သူတီကြုံရင်စွာနဲ့တင်မောင်စိုးကိုကြည့်ပြီးရီးဟုတခုတည်းဆဲကပြီးចောင်းဆောင်စီသို့ထွက်သွား၏တင်မောင်စိုးတီမိမိနောက်ပြောင်လိုက်သည်ကို ဤမျယူးမောင်စိတ်ဆိုးသွားသည့်အတွက်ရိုးသားစွာနားမလဲထာဝစဉ်ဆက်ဖြဲဖြဲနိုင်သောမျက်နာကြီးကစိတ်မချမ်းသာသောဟန်နှင့်ကြံသောတငယ်ချင်းများကိုကြည့်ဤတခိုင်က ယူးမောင်သွားရကိုအံ့ကျိတ်၍ကြည်နေသည်သူသည်လည်းဒေါသထွက်နေ၏ဒေါသကိုမထိန်နိုင်ပဲနှုတ်မှလည်းရေရွ၏သရိစံကသူ့ရဲဘော်ဖြူတွေကိုသူတိတ်အထင်ကြီးနေတယ်အဲ့ဒီအကောင်တွေနဲ့ပဲသူတင်ပါပဲနွားလိုပဲပြောလို့ကိုမရဘူးအခုလဲတငယ်ချင်းချင်းဆက်သွားတယ်လေ ငါလိုက်ရိုက်လိုက်ရရင်စိတ်မဆိုးတတ်တော့တင်မောင်ဆိုးသည်ဝင်ကြ၏ဟဲ့ကောင်တက်ခိုင်းသူဆဲသွားတာကငါ့ကိုပါမင်းကကြားတဲ့ကဝင်စိတ်မတူပါနဲ့မဟာဘူတင်မောင်ဆိုးရဒီကောင်နည်းနည်းဟုတ်လို့နဲ့ငါဂျပန်ခေတ်ကငါအဖေအမိတ်နဲ့တတ်မတော်မူလာတန်းเจ้าမှာစစ်ပညာအသင့်အတင့်ရဖို့ပါတယ်တော်လည်းရင်တော့ကလည်းငါအစ်စ်နဲ့ငါပါဘူးပါတယ်ဒီကောင်ကပြည်သူရဲဘော်ဖွင့်မှာဝင်ဘယ်တောင်ပန်တက်ညတောင်ပန်တက်လှန်ဆွတ်တိုက်ပွဲဆဆိုပြီး ဝလုံးနဲ့ကျင့်ခဲ့ရတဲ့စစ်ပညာ6ပြားတပည့်ကိုအောက်ကြီးထင်နေတယ်။အေးသူ့လိုပဲသူ့ရဲဘော်ပြူတွေကလည်းသူတို့ကိုသူတို့တိတ်အထင်ကြီးနေတယ်။ရိုင်းဖဲပစ်လို့မောင်းပြန်ကန်ပြီးပခုံးကိုဒင်နဲ့အဆောင်ခံရတာကိုတော့ကြောက်တဲ့ငနေတွေ။အေးဝင်းကခေါင်းကုတ်တယ်။တင်မောင်စိုးကစောင့်ကြောက်ထိုင်မှိုင်းဤမောင်ရှိန်ကသာနေရာမှာထားတယ်။မင်းတို့ကစိတ်ကူးရင်တာပြတ်အောင်တိတ်လို့တဲ့ကောင်တွေပဲ။ကဲအခုကြီးစံတွေမလာတော့ဘူး။တို့တရောလျှောက်တည်မယ်။ အေးလိုက်မယ်ငါလည်းငါကြီးရောတွားယူအောင်မယ်ဟုဆိုကတက်ခိုင်ကထွက်၏သူ့ကိုတင်မောင်ဆိုးကဆွဲထားတယ်မင်းမတော်နဲ့ကွာဟဲ့ကောင်အေးဝင်တက်ခိုင်တရောကိုတွားယူနှုတ်မဖြစ်ရင်ဒီကောင်နှစ်ကောင်ထိုးနေကြိတ်နေကြအောင်မယ်အေးဝင်တေဘာမှမပြောဘဲပြည်ချောင်းဆောင်ပတ်သို့ထွက်သွား၏အတန်ကြာသောအခါတက်ခိုင်တရောကိုယူ၍ပြန်လာတယ်တင်မောင်ဆိုးကပြည်ချောင်းဆောင်အောက်ထက်ရှိ ရေအိုးတစ်လုံးမှတန်းရေခွက်တစ်လုံးပြေးอยู่ဤကြောက်ခဲတစ်ခုကောက်ခါရေခွက်ကိုခောက်ပြပြီးဆိုဤအဲ့ဒါစီးပဲစီးလိုက်လို့ရပြီသွားကြမယ်တရောနှစ်လက်နှစ်တငယ်ချင်းလေးဦးတည်ပြည်ចောင်းဆောင်မှထွက်လာခဲ့ကြဤထိုခစ်ထိုညာကအမျိုးသမီးចောင်းဆောင်သူတို့သည်တနတ်တန်အစင်း၌ပေါ်လာသောတရောနှစ်တချင်းတန်ရှင်တို့ကိုမြည်သူတွေမှန်တိကြလိမ့်မည်မဟုတ်နောက်တစ်နှစ်နနက်စစော၌ထုံးစံအတိုင်း မပြတ်မကွက်ပဲတက်ခိုင်နဲ့အေးဝင်းသည်ကြောင်းတက်ကြ၏မနေ့ညကဘာမှမဖြစ်သေးဟန်ကြောင်းပဲကြီးမှမမှန်မြည်နေ၏ကြောင်းသူကြောင်းသားအများလဲကြောင်းတက်မပြတ်ကြမလင်းရွယ်တင်းနှံများနှင့်အချိန်စရင်ကိုတိပိပိဖြစ်နေသောတက်ခိုင်က မလင်းရွယ်ကို လိုက်ရှာသည် မတွေ့ညနေပိုင်း၌တက်ခိုင်သည်ဝင်နာမီယာဘက်သို့ကုန်းချောင်းလျှောက်ခဲ့၏ ြည်ချောင်းဆောင်မှဟန်တာဝရီအဝိုင်းအထိအချိန်မှန်အင်းဆိုင်ဘတ်စကားကိုစီးလိမ်ရင်တပဲတာပေးရ၏ဤတပဲမြတော်ငွေကိုတက်ခိုင်မတော့နိုင် အကြောင်းမှာပြည်မျိုးသည်တပုံးလက်တွင်ရှိနေသောကြောင့်အိမ်မှငွေမလာနိုင်သဖြင့်ကျောင်းဆောင်ကျွေးပင်တင်ကတက်ခိုင်၌ပိုင်ပြတ်နေ၏မလေးနွယ်တို့၏အိမ်သို့ရောက်သောအခါအိမ်ရှိနေရ၌တက်ထားသော လူခေါ်ဘဲကိုတက်ခိုင်ကနှိမ့်လိုက်၏မမျော်လင့်ပဲမလေးနွယ်ကိုယ်တိုင်တကားလာဖွင့်ပေး၏ ကြည်စာမမမနွယ်ထင်တာပဲမောင်တော့လာခဲ့မှာပဲလို့လာလာမအထဲဝင်ခဲ့တက်ခိုင်သေးအိမ်တွင်းဝင်ထိုင်သေးမလင်းຫນွေကမေးသေးမောင်ညကဘာဖြစ်တာလဲတနတ်တန်တွေကစူးသွားတာပဲဘာဖြစ်တယ်ဆိုတာမမနွယ်တကယ်မသိဘူးလားတိတော့တိတာပေါ့ဖေဖေကတယ်လီဖုန်းဆက်မေးတော့ရဲမင်းကြီးကဖြေတယ်ဓမြတိုက်တာတဲ့ဓမြတက်တက်မဟုတ်ပါဘူးမမနွယ်အခုခေတ်ကဓမြကလည်းတပုံလောက်တယ်တပုံကလည်းဓမြလောက်တယ်အတူတူနဲ့အနူနူတွေပဲ တပုံနဲ့တပြခွဲလို့မရဘူးညကတိုက်သွားတာဟာလဲတပုံတပြတွေပဲကျောင်းဝင်းနဲ့ဘာမှမဖြစ်ဘူးလားမောင်တို့ကျောင်းဆောင်ကိုကြီးစံတွေတော့လာမှန်တာပဲဒီနေ့ကျောင်းထက်သူရောရှိသေးရဲ့လားရှိပါတယ်မောင်တော်ကလပ်တွေစီအောင်တက်ခဲ့သေးတယ်ပြီးတော့မမနွယ်ကိုလိုက်ရှာလို့မတွေ့ရနဲ့အိမ်ကိုလိုက်လာတာဟုတ်တယ်တရေကမျိုးမျိုးထွက်နေရနဲ့မမနွယ်ကြောက်ပြီးကြောက်မလာလားတကယ်ပဲကျောင်းထက်သူတွေရှိနေရဲ့နော်တကယ်ပါမမနွယ် အဲမိန်းကလေးចောင်းဆောင်ကចောင်းသူတချို့တော့တော်တော်လက်နေကြတယ်ကြားတာပဲမမနွယ်ဤမျက်နှာလေးသည်ပူပန်ဆိုရင်ဟန်ပြောင်းသွား၏ဟင်ဒီလိုဆိုရင်ဒိုရာတင်းနဲ့မလှသူတို့ရောတိတ်လက်နေကြမှာပဲဒိုရာတင်းနဲ့မလှသူတို့သည်မလေးနွယ်နှင့်အစင်တွဲသောတငယ်ချင်းနှစ်ဦးဖြစ်သောတက်ခိုင်တည်ပြီးဖြစ်၏သူတို့သည်အင်းလျောင်းចောင်းဆောင်သူများဖြစ်ကြ၍ မလေးနွယ်သည်အတန်းအားစိန်များတွင်သူတို့၏အခန်း၌တွားနေတတ်၏မလေးနွယ်ကတစုံတစ်ခုကိုစဉ်းစားမိဟန်နေမိသည်မမနွယ်အကြံရပြီဒါထက်မှကောင်းမောင်းတတ်သလားဟင့်အင်းမမောင်းတတ်ဘူးအိုးမမောင်းတတ်ဘူးမမနွယ်တော်မောင်းတတ်တယ်တက်ခိုင်သည်ဘာမှပြတ်မဖြစ်ပဲငြိမ်နေ၏ငယ်စဉ်က သူစပိန်မစိတတ်သည်ဖြင့်မလေးနွယ်နေသောစပိန်နောက်မှလိုက်စီးခဲ့ရသည့်အဖြစ်ကို တတိယနေ၏မလင်းတွေကလည်းဤအဖြစ်ကိုတတိယသွားဟန်တို့သည်ခိတငငယ်လေးဖြစ်သွားပြီးမှဆို၏ကိစ္စမရှိပါဘူးလေမမနွယ်မောင်းပါမယ်မောင်းအဖော်တော့လိုက်ခဲ့နော်အင်လျာဟော့စ်ကိုသွားကြရအောင်ဦးလေးကိုချစ်တို့ပဲသွားလို့လဲမမနွယ်ဦးလေးကိုချစ်တို့ကဖိဖိကိုကြော်ရင်မမိကိုဈေးလိုက်ပို့တယ်မောင်းခဏနေဦးနော် မလင်းတွေသည်အပေါ်တတ်သူတက်ပြေသည် မကြမီပဲအဝတ်အစားလဲ၍ဈင်းလာခဲ့၏ လာတော့ကြရအောင်မကားကိုယ်တော်တို့ရောက်တော့အခါတက်ခိုင်အံ့အားတင်ရလေ၏မလင်းရွယ်စည်းနေကြစတူတီပေကာကားသည်ကိုတော်အတွင်း၌ရှိနေ၏နို့တို့တော်ဈေးသွားတယ်ဆိုဘယ်ကားနဲ့သွားသလဲအိမ်မှာကားနှစ်စီးရှိရဲ့မောင်ရဒီဥစ္စာကမမနွယ်တို့စီးရဲ့ကားဟိုတနေ့ညနေကမောင်မမြင်လိုက်ဘူးလားကောင်ဆယ်အနက်ဟာအဲ့ဒါဖေဖေစီးရဲ့ကားဖေဖေဒရိုက်ဘာကဒီနေ့ခွင့်ယူသွားလို့ ော်ဒီလိုကို မလေးနွယ်သေးကားကိုကိုရောင်တွင်းမှကျင်းလဲစွာ မောင်းထုတ်လာ၏အပြင်ရောက်မှ ရှေကန်းတကားကိုဖွင့်ပေးပြီးတက်ခိုင်ကိုတက်စေ၏မိန်းကလေးတယောက်မောင်းသောကားကိုဘေးမှထိုင်စည်းကတက်ခိုင်သည်ရှက်ရှက်နှင့်လိုက်ပါလာခဲ့ရ၏ဟန်တာဝရီအဝိုင်းအလွန်ရှိဓာတ်ဆီဆိုင်ရှင်း၌မလေးနွယ်ကရက်လိုက်၏ဓာတ်ဆီနည်းနည်းနဲနေလိုမှဓာတ်ဆီထပ်ပြီးသောအခါမလေးနွယ်ကလက်ပွေအိတ်တွဲမှ ဆယ်တန်တစ်ချက်ထုတ်၍ရောင်းသူကိုပေးသည်အရေးထဲမှအရာပေါ်တော့ဤဓာတ်ဆီဆိုင်၌အကျွေပြတ်အန်းစရာကုန်နေဤမလင်းရွယ်ကတက်ခိုင်ကိုလှဲ့မိသည်မောင်ရေအကျွေငါမှုပါလားတက်ခိုင်သည်အိမ်တွင်မပြတ်သေးပဲမပါဘူးမမနွယ်ဟုဆိုဤဓာတ်ဆီထည့်ပေးသူက အလိုက်မသိပဲဆိုဤတက်တက်တွေရရရင်ဖြစ်ပါတယ်မလင်းရွယ်သည် လက်ပွေအိတ်အတွင်ရှာကြည့်၏လက်ပွေအိတ်အတွင်၌ငါးချက်တန်နှင့်ဆယ်တန်များသာရှိနေ၏အကျွေတစ်ချက်ကမပါဘူးလားမောင်ဤတစ်ကြိမ်သည်တက်ခိုင်ကောင်းကောင်းအိမ်နေပြတ်သွားပြီမမပါဘူးမမနဲ့ထထင်ငေါငေါဆို၏မလင်းရွယ်ကတက်ခိုင်မျိုးလုံးများကိုကြည့်သည်တက်ခိုင်ကမျက်နှာလွှဲလိုက်ရ၏မလင်းရွယ်ကတက်စီထည့်ပေးသူအားလှမ်းပြောသည်ကိစ္စမရှိပါဘူးလေကားမမိတယ်မဟုတ်လားဒီမှာထက်နေကြပဲ အကျွေးအန်းစရာမရှိရင်ယူထားလိုက်ပါနောက်တစ်ခါကျမှပေးပေါ့ကားသည်ပြည်လန်းအတိုင်းတက္ကသိုလ်နယ်မြေဘက်သို့ဆက်ထွက်လာခဲ့၏မလင်းຫນွယ်ကစကားမပြောဘဲတစုံတစ်ခုကိုစဉ်းစားရင်းမောင်းလာ၏တက်ခိုင်ကလည်းနှုတ်ဆက်လိုက်လာ၏မော်တော်ကားလှလှသည်မိန်းကလေးလှလှများနှင့်အလွန်လိုက်တတ်၏မိန်းကလေးလှလှကကားလှလှကိုမောင်းတော့ကားရောမိန်းကလေးပါ ပိုလှလာတတ်၏ပြောင်လက်တော့ပတော့ကား၏အယောင်ကဟတ်တော့ကြောင့် ်ပင်ကိုကဝင်းဝါသောမလေးနွယ်၏အစင်းတံတန်တို့သည်ပုံမိုရွှင်းလန်းနေသည် လေတိုးသောကြောင့်ရင်းလွဲ့လှုပ်ရှားနေသောဆန်ရွယ်တို့သည် ချောမောသောမျက်နှာကိုပုံမိုအသက်ဝင်စေသည်မျက်မျှမေးသည့်မွေးညင်းတို့စိုးပြေရာပရင်ရွှေတွင်လက်ချောင်းလေးများမှလည်းအနက်ရောင်စတီယာရင်ဆဝိုင်းကိုနောက်ခံပြူ၍တင့်လုံးမကတင့်တယ်နေသည်ပြည်ချောင်းဆောင်အလွန်၌မလင်းရွယ်ကစတဲ့စကားပြော၏ မမနွယ်အခုမှတတိရတယ်ပြင်းနဲ့တီအဆက်ပြတ်နေတယ်မောင်စီကိုအိမ်ကငွေမလာနိုင်ဘူးဟုတ်တယ်မဟုတ်လားတက်ခိုင်ကအပြေမပေးငွေမသွင်းနိုင်ရင် hostel အဆောင်က ထမင်းဖြတ်ပြစ်တယ်ပြောတယ်မောင်အခု ထမင်းမစားနေရသေးရဲ့လားတက်ခိုင်ကရေမောလာ၏ထမင်းမစားရပဲမောင်ဘလို့လို့အသက်ရှင်နေနိုင်ပါမလဲဟုတ်ပါတယ်မောင်ငွေတော့မသွင်းနိုင်ဘူးဒါပေမဲ့မောင်တို့အဆောင်မှုအပေါဥစော်တော့ကသဘောကောင်းလို့ငွေမသွင်းနိုင်ပေမဲ့ မောင်တို့ထမင်းစားနေကြရပါတယ်။မောင်တို့ចောင်းသားတွေအများကြီးပဲဟာ။အင်းလေထမင်းတော့စားကျင်စားနေရမှာပေါ့။ဒါပေမဲ့ကျန်တာတွေမောင်ဘာနဲ့တုံနေလဲ။ဥပမာမောင်ဘလို့စီးကရက်ဝယ်တောက်မလဲ။မောင်မအမြဲစီးကရက်မတောက်ပဲဆေးဘော်လေးတောက်တာကို။ထားပါတော့ဆေးဘော်လေးဘို့ကောဘယ်ကရတယ်လဲ။အော်ဒီလောက်တော့မောင်မှရှိပါသေးတယ်။မမຫນွေကလည်းပူစရာမောက်တာလိုက်ပူနေတယ်။ မလင်းရွယ်သည်တက်ခိုင်ကိုဘာမှထပ်မပြောတော့ထပ်ပြော၍လဲရားမီမဟုတ်မှန်းမလင်းရွယ်အသိဆုံးဖြစ်၏ကားသည်အင်းလျောင်းចောင်းဆောင်ရှင်း၌ထိုးရလိုက်၏မလင်းရွယ်ကလက်ပွေအိတ်ကလေးကိုယူပြီးចောင်းဆောင်အတွင်သို့ဝင်သွား၏တက်ခိုင်က ကားပေါ်၌ပင် ထိုင်ဆောင်နေရ၏ចောင်းဆောင်ဝင်အတွင်၌ကားအတော်များများရှိနေသည်ညခါတများတိုက်မှုကြီးကြောင့်မျိုးရင်း၌ဆွေမျိုးမိတ်တဟာရှိသူចောင်းသူအချို့သည် လာခေါ်သောကားမြတ်ထက်သို့တက်နေကြ၏။ကျောင်းသူအများကမူဘရန်ဒါ၌ထွက်ရက်က ပြုံးပြုံးရွှေရွှေပင်ရှိနေကြသည်။တချို့ကမူကျောင်းဝင်းအတွင်းနှင့်ကျောင်းဝင်းအပြင်တွင်အေးအေးလူလူလမ်းလျှောက်နေကြ၏။အချို့ကမူလာရောက်အားပေးသောကျောင်းသားများနှင့်ကိုယ်ဆိုင်ရာ ကိုယ်စီအသေးသေးစကားပြောနေကြ၏။ကျောင်းသားများအနက်တက္ကိုင်းနဲ့တိတူများလည်းပါသည် မတိတူများလည်းပါသည် သူတို့ကတက္ကိုင်းကိုစိတ်ဝင်စားစွာလှမ်းကြည့်နေကြ၏ တက်ခိုင်သည်나이ဝက်ခန့်ဒုက္ခခံ၍ထိုင်နေကြရသည်나이ဝက်ခန့်အလွန်တွင်မူမလေးနွယ်သည်တငယ်ချင်းမများဖြစ်သူဒိုရာသင်မလှသူတို့နှင့်အတူကျောင်းဆောင်တွင်မှထွက်လာ၏ဒိုရာသင်နှင့်မလှသူတို့၌အထောက်အပိုးအနေငယ်စီပါလာကြ၏အဆောင်တွင်ဝင်သွားကြစဉ်ကလက်ပွဲအိတ်တစ်ခုသာပါသွားသောမလေးနွယ်၌ယခုအခါလက်ကైဘဝနှင့်စီထားသောအထောက်ငယ်တစ်ထုပ်ပါပါလာ၏ဒိုရာသင်နှင့်မလှသူသည် ကားနောက်ခန်း၌တတ်ထိုင်နေရယူပြီးသောအခါမလင်းတွေကကားကိုမောင်းထွက်လာခဲ့၏လမ်းတွင် မလင်းတွေကရှင်းပြသည်အတော်ဘဲမှာဒိုရာနဲ့မလသူတို့ကတိတ်လန့်နေကြတာအခုညနေမမနွယ်တို့အိမ်လိုက်အိတ်ကြမလို့တဲ့သူတို့မိဘတွေကလည်းအရင်ကတည်းကမမနွယ်တို့အိမ်လိုက်အိတ်နေခွင့်ပြုထားလို့အဆောင်မူကလွတ်လိုက်တာတက်ခိုင်ကမြည်တိုးမြဝင်မပြောတော့လဲဒိုရာတင်းကဆို၏ကြောက်တာကိုနွယ်ညတော်ကပြစ်လိုက်ခတ်လိုက်တာ တိုင်းပြည်ပြက်ရော်မှတ်တယ် ဒီညထပ်ပြအောင်မလားမသိဘူး။ဒါထက်ကိုတက်ခိုင်ရှင်တို့ကောင်မကြောက်ဘူးလား။ပါကြောက်စရာရှိလို့လဲဒိုရာရဲ့။ဟုတ်ပါတယ်ရှင်တို့ကတော့မကြောက်ပါဘူး။တနတ်တန်အောင်မဆဲသေးဘူး။ဘသူတွေမှမသိဘူး။တရောလာထိုးကြတယ်။သူတို့တချင်ကဘာနဲ့မလှတော့ဖုံးနေဆက်လွမ်းနဲ့ဟုတ်တယ်ဖုံးနေဆက်လွမ်းနဲ့ဓာတ်တိចောင်းသူတွေကတော့ပြောတာပဲပြည်ចောင်းဆောင်က ကိုရှိန်တို့တတိုက်ဖြစ်မှာပဲတဲ့ရှင်ဩပါတည်သလားကိုတက်ခိုင်တက်ခိုင်ကမူသားလွတ်ဆို၏ ဟာဒိုရာကလည်းဖုန်းနဲ့ဆက်လွမ်းဖို့ကျွန်တော်မှလွမ်းစရာမရှိသေးပါဘူး။တွက်လက်တော့ဒိုရာကကန့်ကွက်၏။အဲ့ဒါမဖြစ်နိုင်ပါဘူး။ရှင်းတငယ်ချင်းအင်းဝင်းကတော့မိုးစီမမှန်လားနေရပဲ။အခုတော့ပါလာအေကန်းထဲမှာစကားပြောကြရင်နေကြရဲ့။နွယ်ရေနွယ်မောင်ပြောတာမယုံနဲ့။အမရှေ့မို့လိမ့်နေတာဖြစ်ချင်းဖြစ်မှာ။မလင်းနွယ်ကရင်ရင်ဖြစ်တယ်။နွယ်မောင်ကနွယ်ကို မလိမ့်တတ်ပါဘူးဒိုရာရဲ့။ဒါပေမဲ့မောင်ကိုတော့မမနွယ်တတိတစ်ခုပေးမယ်။ မောင်နှံကြောင့်သားတွေရဲ့ခုံစားပဲလေ၃နှစ်ဆက်လည်းမကျန်းတဲ့ဖုံးနှစ်ဆက်လည်းမလွမ်းနဲ့တဲ့၃နှစ်ဆက်ကျန်းတော့ပိုင်ကြတတ်တယ်ဖုံးနှစ်ဆက်လွမ်းတော့မှန်ရတတ်တယ်တဲ့မောင်တော့ပိုင်ကြမနေပါဘူးနော်တို့ရာနဲ့မလှသူတို့သူတို့အတိတ်ပဲသူတို့ကောက်ရွေးကြီးကြတဲ့မလင်းຫນွယ်နဲ့တခိုင်ကလည်းကိုယ်အတိတ်ပဲကိုကောက်ရွေးကြီးကြ၏မလင်းຫນွယ်ကပြည်ချောင်းဆောင်ဂိဝါ၌ကားကိုရက်ပေး၏ကဲမောင်စင်းနေရတော့မမຫນွယ်ပြောတာမှတ်ထား ဖုန်းနှစ်ဆက်လွမ်းတော့မှားရတတ်တယ်တဲ့တက်ခိုင်သေးကားတကားဖွင့်၍ဆင်းလာ၏ကားပြန်မထွက်ခင်ကလေးတွင်တစုံတစ်ခုကိုရုတ်တရက်တတိယဟန်နဲ့မလင်းຫນွယ်ကလှမ်းပေး၏အော်မောင်ရေမမຫນွယ်မင်းနေလို့ရော့ရော့မလင်းຫນွယ်သည်လက်ကైဘွားနှင့်ထုတ်ထားသောအထုတ်ကလေးကိုတက်ခိုင်အားပေးရစ်ပြီးကားမောင်းထွက်သွား၏အထုတ်တွင်၌ဘာရှိမီကိုချက်ချင်းပင်တက်ခိုင်တီးလိုက်မိပြီဖြစ်၏ နောက်တစ်နေ့နေ့လဲတင်နန်းများအပြေး၌တက်ခိုင်ကားခေါ်သည်ဖြင့်အေးဝင်းသည်တက္ကသိုလ်စာတိုက်သို့အတူလိုက်လာခဲ့၏တက်ခိုင်ကစာတိုက်စရေးစီမှ မန်နီအော်ရာပုံစံတောင်းပြီးရေးဖြစ်နေသောအခါအေးဝင်းအကြီးကျယ်အံ့ဩသွား၏တဖန်အိတ်တွင်းမှငွေနေရာကိုစရေးအားထုတ်ပြီးသောအခါအေးဝင်းမျက်လုံးပြူသွား၏ဟက်ကောင်ရအိမ်နဲ့အဆက်ပြတ်လို့ဘိုင်းကျနေတဲ့အထက်ကဘယ်ကငွေတွေရပြီးဘသူစီပို့မလို့လဲတက်ခိုင်က မန်နီအော်ရာပုံစံကိုပြ၏ ဝေလက်ခံမိသူ၏လိပ်စာကဥချစ်တော်ဝေနာမီယာအမှတ်ဟူ၍ဖြစ်၏ဝေပို့သူရေးလို့ရရေးရသည့်နေရာတွင် အောက်ပါအတိုင်းရေးထားသည်မှန်တော့မှန်ရသည်ဖုံးနှစ်ဆက်လို့ပဲလွမ်းပါသည်ဘိုင်တော့ဘိုင်ကြသည်တုံး၍ခတ်မှုလဲဝမ်းမတာပေအဲ့ဒါကိုပြောပြလိုက်ပါဦးလေးကိုချစ်တော်ဝေပို့သူ၏အမည်နှင့်လက်မှတ်ကိုမူရွှေမင်းသားလေးဟု ရေးထိုးထားလေတည်း